မက်ရှလာအတွင်းကမဲ့နိုင်ငံတကာပွဲစဉ်တွေအတွက်အာဆီနယ်တင်းကဆီလွတ်ထားတဲ့ထိတန်းကစားသမား14ယောက်အာဆီနယ်တင်းကတော့လက်ရွေးစင်ကစားသမားဖြစ်14ယောက်ထိတိ ကိုအသင်းကနေဆက်လွတ်လိုက်တယ်အမေရိကန်တို့အာဆင်နယ်အသင်းရဲ့စီးနားလေးပဲကစားသမားအကုန်နီးပါနိုင်ငံလေးစင်းတဲ့တွားကြီးပူးပေါင်းကြတယ်ပြောလို့ရတယ်အင်ဂျူရီရတဲ့ကစားသမားတချို့တော့မှကြန့်ခိုင်နေဒီထက်ပိုများတဲ့ပမာဏတစ်ခုနဲ့ကျွန်တော်ဆက်လွတ်ရမှာနိုင်ငံလေးစင်းအသင်းကကလပ်သင်းရဲ့ကစားသမားအများကြီးခေါ်ပြီးသွားတာကကလပ်အတွက်ဆိုရင်တော့ဂုဏ်ယူစရာအခိုက်အတန့်ပဲဒါပေမဲ့တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလဲအင်ဂျူရီမရပါစေနဲ့ကြန့်ခိုင်မှုအပြေအဝပြန်ပါလာပါစေဆိုပြီးတခခုမဖြစ်ပါစေနဲ့ဆိုပြီးဆိုရင်တကြီးနဲ့ကျွန်တော်စောင့်ကြည့်နေရမက်ရှလာတွင်ကျွန်တော်ကန်စရာပွဲတွေ မရှိဘူးဒါပေမဲ့ April 2ရက်ကနေစပြီးတော့အဲ့တလလုံးမှာကျွန်တော်တို့အနေနဲ့ Premier League မှာ Champion League မှာဟောစိန်ခုံမှုတွေပြည့်ကျက်နေတယ်တစ်ချက်ကလေးမှားတာနဲ့ဒုက္ခရောက်သွားနိုင်တဲ့ပွဲစဉ်တွေကြီးပဲအဲ့တော့ဒီကစားသမားတွေလုံးဝ strong ဖြစ်ဖြစ်နဲ့ပြန်လာဖို့ကျွန်တော်မျှော်လင့်ရမှာပေါ့လေအဲ့တော့ Arsenal အသင်းက14ရောက်တတီနိုင်ငံလေရွေးစဉ်အဆင့်ကိုဆေလွတ်လိုက်တယ်ကစားသမားအားလုံးတော့ပွဲပြည့်ဝင်ဆော့ပါမဟုတ်ဘူးဒါပေမဲ့ ရွေးချယ်ခံရပြီဆိုတဲ့ဥကပွဲတဲ့ဝင်ကန်သည်ဖြစ်စေမကန်သည်ဖြစ်စေ trainee ကတော့နိုင်ငံအစစ်မှာအတကူမောင်းပါပဲအဲ့တော့ကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာဂိုးသမား၁ယောက်တိုက်စစ်မှု၁ယောက်ခန်းစစ်က၈ယောက်ကွင်းလယ်က၄ယောက်အာဆီနယ်စီကနေစင့်ခေါ်သွားတယ်ထုံးစံနိုင်မယ် အာဆင်နယ်ကခံစစ်နဲ့ပတ်သက်ပြီးတော့ကြံခဲ့တဲ့ရာသီရောဒီရာသီရောနာမည်တော်တော်ကြီးနေရဖြစ်တဲ့အတွက်နိုင်ငံလက်ရွေးစင်အဆင့်မှာခံစစ်ကစားမှ၈ရောက်လောက်အထိဆင့်ခေါ်သွားပြီပေါ့လေကိုင်းလယ်မှာတော့၄ရောက်ခေါ်သွားပြီးတော့တိုက်စစ်မှာဒဏ်ရာကစားမတွေများနေတာဖြစ်တဲ့အတွက်အသင်းရဲ့အဓိကကစားသမားတွေတယောက်ဖြစ်တဲ့ Trossett ကိုခေါ်သွားခဲ့တယ်။အဲ့တော့တိုက်စစ်မှုတွေစပြောမယ်ဆိုရင်တော့ Leandro Trossett ဘယ်ဂျီယံကစင့်ခေါ်သွားတယ်ထုံးစံတိုင်းပဲဘယ်ဂျီယံရဲ့ဘက်ဘက်အစွန်တောင်ဝမ်းမှာ၃မလားအထောက်မှာ၃မလား second striker က၃မလားတော့မသိဘူးတေချာတခုကတော့ trosset တွေနဲ့ဘယ်ဂျီယံနဲ့ပွဲစဉ်မှာဝင်ပြီးတော့အသုံးတော်ခံရမှုတော့ရှိတယ်ရှာရပါပါတိုက်စစ်ဆုံးမှာဒန်ယာကစားမကြီးများတဲ့ချိန်မှာအားကိုးရတဲ့ player ကိုပြောလို့ရတယ်ဘလောက်အမှားတွေပဲလုပ်လို့သူပြီးရင်သူပဲတော့ဖို့ရှိတဲ့အတွက်ကျွန်တော်တို့မှရွေးချယ်ခွင့်မရှိခဲ့ဘူးကဲကွင်းလက်၄ယောက်ကွင်းလက်၄ယောက်မှာတော့အင်္ဂလန်တို့ရဲ့အနာဂတ် captain လို့ပြောလို့ရတယ် Declan Rice ဂါနာတာတော်မတ်ပါတီမာတင်အိုရီကတ်မီခင်းမိန်တို့အိုရီကတ်ကတော့နော်ဝေနဲ့သွားပူပေါင်းပြီးတော့မီခင်းမိန်တို့ကတော့စပိန်နဲ့သွားပူပေါင်းတယ်ဒီကလန်ရိုက်ကတော့နိုင်ငံလေးစင်အသင်းအတွက်ဆိုလဲတရားရဂိုင်းလုံးပေးဆက်တယ်မခွန်ပကတ်ဒဏ်ရာအကြောင်းပြပြီးရှောင်တက်တဲ့ကစားသမားမဟုတ်ဘူးအာဆီနီယာသူ့ကိုခေါ်လိုက်တဲ့ဟိုကနိုင်ငံလေးစင်မှာတောက်လျှောက်ကိုသူပူပေါင်းတာဝါဆမ်းမှာရှိတော့လာရွေးချယ်ခံရပါတယ်အဲဆိုဒီကလန်ရိုက်ကနောက်ပြီးပါတီပါတီကိုတော့ကျွန်တော်ဂါနာသစ်စီလက်လို့ရတယ်နည်းနည်းတော့စိတ်ထဲတထင့်နေမယ် မနစ်ကဆိုရင်ဂါနာအသင်းစီကိုပါတီကိုလက်လွတ်တော့အသင်းကဆီယံဝန်တယောက်ပါထည့်ပြီးပေးလိုက်တာစိတ်မချတဲ့အတွက်အင်ဂျူရီရမှာဆိုလို့နောက်တစ်ယောက်ကတော့မာတင်အိုရီကမနစ်ကဆိုကျွန်တော်တို့ဗျာအဲ့ နော်ဝေသင်းဒီပြဆိုဘတ်စကန်ကိုကျွန်တော်ဆဲတာဆိုတော့တကယ်ဒေါသထွက်ပြီးတော့ဒဏ်ရနေရဆိုတော့ချက်ချင်းပြန်ဖလို့ဘူးသူကသုံးရင်သေးတယ်တကယ်လဲနော်ဝေမှာကစားသမားကောင်းကရှားတယ်ပြောလို့ရတယ်ကျန်တဲ့ကစားသမားလေးတွေထွန်းတောက်လာတော့တွေ့ပါတယ်ဒါပေမဲ့အာလင်းဟာလန်နဲ့မာတင်အိုရီကတ်ကတော့သူတို့ရဲ့ကြိုးယူကစားသမားတွေဘလို့အခြေအနေဖြစ်ဖြစ်ဖြားနိုင်အောင်မှခေါ်သုံးနိုင်တဲ့အနေအထားမျိုးအဲ့တော့မာတင်အိုရီကတ်ကလည်းနော်ဝေနဲ့တော့ပူပေါင်းပြီးမီခင်းမိန်တို့ကလည်းကြံခဲ့တဲ့ယူရိုမှာတော့ချန်ပီယံဖြစ်ထားခဲ့တာဖြစ်တဲ့အတွက် စပိန်အသင်းရဲ့အဓိကကစားသမားတူအခုဒီယာတိမှာအာဆင်နယ်အသင်းရဲ့အထောင်လိုအပ်ချက်အရာတိုက်စစ်မှုဖြစ်ပါဆိုပြီးဂိုးတွေသွင်းနေခဲ့တယ်။ကဲဒါကတော့ကွင်းလေ၄ရောက်ပေါ့လေ။အာဆင်နယ်ရဲ့ဒီယာတိမှာခန်စစ်ပိုင်းကနာမည်ကြီးနေပြီးကြံခဲ့တဲ့ယာတိတုန်းကလည်း record တချို့ရှိခဲ့တာဖြစ်တဲ့အတွက်အာဆင်နယ်အသင်းရဲ့ခန်စစ်က၈ရောက်လောက်ထိနိုင်ငံ့အသင်းကိုဆင်လွတ်ထားတယ်။အဲ့ဒီတည်းမှာလူယာတိမှာအလွတ်နဲ့လက်လွတ်ရဖို့ရှိတဲ့ခီယန်တီယာနီကစကော့တလန်နဲ့တော့ပူးပေါင်းတယ်။ရောင်းစီးရင်တင်ဖို့ရာခိုင်နှုန်းများနေခဲ့တဲ့ စင်ချန်ကိုကတော့ယူကရိန်းနဲ့တောက်ပူပေါင်းပြီးတော့ကာလာဖီယိုရီကတော့အီတလီနဲ့တောက်ပူပေါင်းတယ်ပေါ့လေကာလာဖီယိုရီတို့ရဲ့အိုက်တာမှာပလန်ကောင်းကောင်းရှိပါပါတော့ဆယ်တော့လူးဝစ်ကယ်လီနောက်မှာပွဲထွက်ခွင့်ရတယ်ဆိုပေမဲ့စကယ်လီကိုကွင်းလည်ပြန်ပို့ရင်တော့ဒါကာလာဖီယိုရီတို့တနည်းအားဖြင့်အိုက်တာဖန်တီးတယ်လို့ပြောလို့ရတယ်ပေါ့လေအဲဒါဆိုတော့နောက်တစ်ယောက်ကတော့ပိုလန်သားဂျက်ကူခီဝီယောအာဆင်နယ်မှာဆော့သည်ဖြစ်စေမဆော့သည်ဖြစ်စေပိုလန်ကတော့ခီဗီယောကိုအရန်သဘောကြတယ်သူတို့ အများနဲ့ခေါ်လေးခေါ်တာရှိပြီးသားပဲ Louis Kelly ကတော့သူ့အတွက်ကျွန်တော် congratulation video လည်းကျွန်တော်လုပ်ပြီးွားပါပြီအင်္ဂလန်အသင်းလက်ရွေးစင်အစ်စ်မှာပထမဆုံးရွေးချယ်ခံရတာပါ Thomas Tuchel ရဲ့အရန်ကြိုက်လို့ခုံချင်းခံရတဲ့16နှစ်ရဲ့ကစားသမားလေးပါလေနောက်တစ်ယောက်ကတော့ Gabriel Magalhaes sorry Gladys နဲ့တရင်ထွက်နေခဲ့ Gabriel Magalhaes ကတော့လက်ရှိချိန်မှာ Brazil အသင်းကိုသူ့တော်ထက်ကိုစားပြုပြီးတော့ပူပေါင်းပါတယ်အရင်တော့ Jesus နဲ့ မာတီနယ်လီပါပါပြီးဂါဘီသုံးအောင်တော့ပူပေါင်းတာဗောလေအခုတော့သူတောက်သေးပဲကြက်တဲ့နှစ်ယောက်ကတော့ကြန့်ခိုင်မှုအနေထားရဒန်ယန်နေပြန်လာတာမကြသေးတာရဲ့ ASEAN ဒန်ရထားခဲ့တဲ့ဂျေဆူးကြောင့်ရသူတောက်သေးပဲတော့ပူပေါင်းပါတယ်နောက်တစ်ခါကတော့ Julian Timber မနစ်က ASEAN ဒန်ရထီပြီးပြန်လာခဲ့တဲ့ကိုကဒီရသည်မှာ Arsenal တင်းရဲ့အဓိကကစားသမားဖြစ်နေခဲ့တဲ့ Julian Timber ကတော့ Netherlands နဲ့တော့ပူပေါင်းတယ်ကျွန်တော်ကကြံခဲ့တဲ့ရသည် ASEAN ဒန်ရထီတော့တစ်နှလုံးမသုံးခဲ့တော့ဒီရသည်လဲပွဲနေနေပဲကစားမယ်ထင်တာပြောရမယ်ဆိုရင် ASEAN ဒန်ရထီပြီးပြန်လာတဲ့ကစားသမားတွေမှာ ထင်ပါကအကောင်းဆုံးပြန်လာနိုင်မှုလို့တော့ပြောလို့ရတယ်ဒီဟာဒီမှာလုံးဝဖြုတ်တာဖြုတ်တာဆိုတာအန်ဆိုမာရက်စကာလိုမျိုးပြိုင်ဘက်အသင်းရဲ့နီးပြတော့မှလက်ခုပ်တီးပြီးတော့ကွင်းပေးရနေပြီးတော့ကြိုးစားထားငါးကောင်ဆိုပြီးတော့အားပေးရတဲ့အထီးကိုတကယ်ကို ACN ကြီးပြန်လာပြီးတဲ့ကအသင်းအတွက်အကောင်းဆုံးနေပြီးပေးဆက်တာအဲ့အတွက်သူကလည်းတကယ်ထိုက်တန်တဲ့စင်ခေါ်ခံမှုပေါ့လေဒါပေမဲ့ injury မရပဲပွဲမပန်းမဲပြန်လာဖို့လို့ကျွန်တော်မျှော်လင့်ရပါတယ် နောက်တစ်ယောက်ကတော့ဝီလျံဆာလီဘာအာဆင်နယ်ရဲ့တဝန်းမဖြတ်နိုင်တဲ့ခန်းစစ်ဂျူရဲရဲ့တယောက်ပေါ့လေအဲရီယယ်နဲ့တတိယတွေဘလောက်ထွက်တဲ့အာဆင်နယ်မှာပြောလို့ဆိုပြီးတရဝင်းမီဒီယာထပ်မှာပြောထားခဲ့မှုတဲ့ဆာလီဘာကိုတော့ပြင်သစ်သစ်မှာဖက်ရှင်နဲ့အတူဒါနိုင်ငံလေးစဉ်တင်တဲ့တွားရောက်ပူးပေါင်းတော့ကျွန်တော်တွေ့ရပါတယ်ပြောမှသာပြောတာအပြင်သစ်အသင်းမှာတွားကန်တဲ့ကစားသမားကြီးလိုက်ပေါ့ပါပဲ ထွင်နီသွားရတော့မှသူက fashion အလန်းစားရင်လည်းနိုင်ငံလက်ရွေးစင်အစ်စ်မှာစင့်ခေါ်ခမ်းတဲ့ကစားသမားတွေလည်းတကယ်ဒိတ်ဒိတ်ကျဲတွေကြီးပဲတောင်းတောင်း player မဟုတ်အဲဆာလီဘာကလည်းပြင်သစ်နဲ့သွားပြီးပူပေါင်းပါတယ်ကဲတယောက်ထဲသောဂိုးသမားဖြစ်ရွေးချယ်ခံရတာတော့ Arsenal ရဲ့ David Raya စပိန်သင်းရဲ့အနာဂတ်ဂိုးသမားအဖြစ်တော့သူတို့သုံးမလားတော့မသိဘူးဒါပေမဲ့အသက်အရွယ်အပိုင်းခြားရဆိုရင်တော့ Raya အနာဂတ်စပိန်သင်းမှာဖန်ခွင့်ရလဲတိတ်တော့နှစ်တီမကြောက်ဘူးထင်တယ်အသက်ကလည်းနည်းနည်း ဟိုကတ်လာပြီဟိုအဲ့တော့ David Raya အနေနဲ့ဒါ Spain အသင်းနဲ့တွားရောက်ဘူးပေါ့နဲဒီရသည်မှာတကယ် high performance Premier League ရဲ့အကောင်းဆုံးလက်စွမ်းကိုပြသနိုင်နိုင်ခဲ့တဲ့ကိုသမားတစ်ယောက်ကို Spain တို့ကတော့မပြတ်မကွက်ဆင့်ခေါ်သွားပါတယ်။ကြံခဲ့တဲ့နေတုန်းက Euro Champion ဖြစ်ထားခဲ့တဲ့ David Raya နဲ့ Queen Leia ကစားသမား Mikel Merino နှစ်ယောက်ကတော့ပြင်းပြင်းရွှင်ပဲ Spain အသင်းနဲ့ပူးပေါင်းနေတဲ့တပ်ပုံတွေလည်း social media ထက်မှာတက်လာခဲ့ပါတယ်။ဒါက Arsenal အသင်းစီကနေပြီးတော့နိုင်ငံ၄စင်အစင်းကိုဆေလွတ်ထားတဲ့ ထိတ်တန်းကစားသမား14ယောက်ဖြစ်ပါတယ်။ဝန်နဒီတို့စာကာတို့ပြန်လာတဲ့အခါကျရင်ခိုင်ဘက်တို့ပြန်လာတဲ့အခါကျရင်ဒီ14ယောက်ကနေပြီးတော့15ယောက်18ယောက်တောင်ဖြစ်သွားလို့မသိဘူး။ကျွန်တော်တို့ ဝမ်းတာလေဆိုမယ်တိတ်လက်ဝမ်းမတာရဲဘူးသိရမလားကိုစီကကစားသမားကြီးဆေလွတ်လွတ်ဘသူမှတကူတကမချီးကျူးရင်မဲ့ဟာအင်ဂျူရီရပြီဟေးဆိုလို့ရှိရင်ကိုတွေပဲဒိတ်ဒိတ်ပြပြနဲ့ကလတ်တင်ပွဲစဉ်တွေကိုသူတို့မပါပဲကြည့်ရမယ်နေထားပါလေအဲ့တော့ဘသူမှအင်ဂျူရီမရဘဲနဲ့စထရောင်းဖြစ်ဖြစ်နဲ့စတာမီနာပြည့်နဲ့ပြန်လာပါစီလို့လေကျွန်တော်တို့အားလုံးထပ်တူဆူတောင်းနေပါတယ် မတ်လအတွင်းပွဲစဉ်တွေပြီးသွားရင်တော့ဧပြီလမှာကျွန်တော်တို့ပွဲတွေအများကြီးစောင့်ကြည့်နေပါတယ်အစိုးရကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ဒီစီဇန်လေးကိုဒီကောင်းကြီးပောင်းပြီးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ကြောင်း6016663936တင်ကြောင်းဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နေမှာဖြစ်လို့ဝေဖုန်ဝန်ဆက်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလောက်တော့ဆိုတော့ YouTube မှာကိုထုတ်ဖို့ဖို့ရှူရဲရှာပြီးကျွန်တော်အားပြုရပါတယ် iPad ခုရှိကို Sport Internet 9သလုံးမိတူကိုကစားလို့ရနေပါပြီ9တလောက်ပမာဏပဲစော့ဖို့အကြံပြုပါတယ်